ားလုံးမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးရဆန္ဒလာပိုင်းမှာ တွေ့ကြုံလာမဲ့ဗောဓဟူသာသမီရာဟူသာသမီတွေရဲ့တလတာကံအဆိုးကောင်းလေးကိုတုံးသက်ဟောကြားပေးတော်မဲ့ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဟောကြားပေးတော်မှာတော့တဲရော့နဲ့ဟောကြားပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့တဲရော့ပေါ်ကြောင့်ရမှုရှိရဆိုလို့ရှိရင်ကိုယ်ကလည်းဗောဓဟူရာဟူသာသမီတရားကိုဖြစ်တဲ့ဆိုရင်ကိုယ့်ရဲ့တလတာမှာကံဆိုးနေလားကံကောင်းနေလားဘာတွေကိုချင့်ချိန်တုံးသက်ပြီးတော့ ဟိုနေထိုင်ရမလဲဆိုတာတည်ရှိဖို့အတွက်ဒီဗီဒီယိုကိုဆုံးတဲ့အထိကြည့်ရှုပေးပါကျွန်တော်တော့ about မိနေခိုင်းတဲ့ပဲဆရာဆောင်အောင်ဖြစ်ပါတယ်မိတ်ဆွေတို့ကိုအများနဲ့ဗီဒီယိုရဲ့တရားရင်နဲ့ပတ်သက်ပြီးဆက်ပေးနေရဆရာတယောက်လည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဟောကြားမှုတွေကိုနှစ်သက်မှုရှိရဆိုရင်ဒီဗီဒီယိုလေးမှာ comment တခုခုရေးခဲ့တာပဲဖြစ်ဖြစ် share လုပ်ပေးတာပဲဖြစ်ဖြစ်ကျွန်တော်အကောင့်ကို follow လုပ်ပေးတာပဲဖြစ်ဖြစ်ပြုလုပ်ပေးပါ okay စတင်ပြီးတော့ကျွန်တော်တို့တရော့ကကိုစာချိုလဲအောင် အဲ့တော့ဗမောက်ဆုံးနေနဲ့ကျွန်တော်ဗော်ဒဟူသားသမီးယာဟူသားသမီးတွေရဲ့တွေ့ကြုံလာမယ်ကိုယ်ပိုင်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်တဲ့ကပ်ဖြစ်ပါတယ်ဒီကဟာအောင်မြင်မှုကိုတိတ်တဆိတ်စွာယူဆောင်လာတဲ့ကပ်မျိုးဖြစ်ပါတယ်ဆိုတော့ကိုယ့်ရဲ့စီးပွားရေးနဲ့ပတ်သက်ပြီးတော့အများကြီးပြောင်းလဲသွားတယ်အများကြီးအောင်မြင်သွားတာမျိုးမဟုတ်ဘဲတိတ်တဆိတ်စွာတဖြည်းဖြည်းချင်းတဖြည်းဖြည်းချင်းလုပ်ငန်းဟာအောင်မြင်မှုစီကိုရောက်ရှိလာနေတယ်ဆိုတဲ့အပိုင်းအခြားမျိုးကိုဖော်ပြထားခြင်းဖြစ်ပါတယ် နောက်တစ်ခါဒီကာလမျိုးမှာအလုံးလုံးတဲ့ဆိုရင်ဖြစ်နိုင်ရင်တူတူတယောက်တည်းလှုပ်ဆောင်တာကိုယ့်အတွက်ပုံမှုပြီးတော့အားကောင်းနေပါဗျာပြောချင်တဲ့အဓိပ္ပာယ်ကတော့အများနဲ့ပူပေါင်းပြီးတော့လှုပ်ဆောင်တဲ့ကိစ္စမှာတော့နည်းနည်းလေးစင်ကြယ်ရမယ်သုံးသပ်ရမယ်ဆိုတဲ့အပိုင်းချပြောခြင်းဖြစ်ပါတယ်နောက်တစ်ခါကိုယ့်ရဲ့စီးပွားရေးနဲ့ပတ်သက်ပြီးတော့ရောင်းမထွက်တဲ့ရောင်းကုန်တွေကုန်ပစ္စည်းတွေအဲကြန့်ကြနေတဲ့အာရောင်းမထွက်တဲ့အရာတွေပေါ့နော်ဒီလိုကာလမျိုးမှာရောင်းထွက်လာပါလိမ့်မယ်ဆိုတော့ပစ္စည်းအတစ်တက်ဆိုင်ပစ္စည်းအဟောင်းတွေကပုံပုံပြီးတော့ရောင်းထွက်တယ်ဆိုတဲ့ပုံစံမျိုးကို ဖော်ပြထားခြင်းဖြစ်ပါတယ် နောက်တစ်ခုကဒီလိုကာလမျိုးမှာကိုယ့်ကိုယ်ကိုယုံကြည်မှုတွေအမတန်အားကောင်းလာပြီးတော့လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ငါလုံမယ်ငါလုံဖြစ်တယ်ဆိုတော့စိတ်ကူးစိတ်ချမ်းနေကြောင်းကိုယ့်ရဲ့လုပ်ငန်းမှာပုံမှုပြီးတော့အားကောင်းမှုတွေရရှိလာနိုင်ပါတယ်။နောက်တစ်ခုကတော့တွေ့ကြုံလာမယ်ကျွန်တော်တို့ရဲ့ငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့ကံဖြစ်ပါတယ်။ငွေကြေးကိစ္စအပိုင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တခုခုလိုချင်တာရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အမတန်တိုးစားပန်းစားပြင်ပန်းစွာနဲ့လှုပ်ဆောင်ရတဲ့အချိန်ဒီပိုင်းခြားတစ်ခုပါ။ ဆိုတော့ငွေကြေးကိစ္စအင်းနဲ့ပတ်သက်တဲ့အပိုင်းကဏ္ဍမှာတော့ဒီကတ်မှာပြသထားတာကိုတို့ကခက်ခဲမှုများစွာနဲ့ကြုံတွေ့ပြီးတော့မှငွေကြေးရရှိဖို့အတွက်ကိုယ်အနေနဲ့တော်တော်ကြီးကိုစူးစမ်းလှုပ်ဆောင်နေရတယ်ဆိုတဲ့ပုံစံမျိုးကိုဖော်ပြထားခြင်းဖြစ်ပါတယ်။နောက်တစ်ခါငွေကြေးကိစ္စအင်းနဲ့ပတ်သက်ပြီးတော့စိတ်လုံမကြတာတွေစိတ်တူတာတွေဒေါသထွက်တာတွေစသဖြင့်ပေါ့နော်ဒီလိုမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာရတယ်။ဒါကဘာကိုကိုစားပြီးပြောနေရလဲဆိုကိုယ်နဲ့ပတ်သက်ပြီးတော့ငွေကြေးကိစ္စပတ်သက်နေရတဲ့လူတွေလှုပ်ဆောင်နေရတဲ့လူတွေပေါ့မှာကိုယ့်ရဲ့စိတ်ဒေါသဖြစ်စရာတွေစိတ်မလို့အလိုမကျဖြစ်စရာတွေ စသဖြင့်ပေါ့နော်ဒီလိုမျိုးကန်တာတွေနဲ့တွေ့ကြုံပြီးတော့အော်တွေ့ကြုံလာတတ်တယ်ဒါကြောင့်မလို့ကိုယ်နဲ့ပတ်သက်တဲ့လူတွေကိုကိုယ်အနေနဲ့စကားပြောဆိုတာအလွန်ကျူးဖြစ်သွားတာပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်လို့ရှင်လို့ရှင်နေကိုဒေါ်လာနဲ့ပြောဆိုလိုက်တာပဲဖြစ်ဖြစ်တယောက်နဲ့တယောက်အဆင်မပြေမှုတွေဖြစ်ပေါ်လာနိုင်တယ်အဲ့တော့နည်းနည်းလေးကယူဆဖို့တော့လိုအပ်တယ်နောက်တစ်ခါဒီလိုကာလမျိုးမှာငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဟိုကိုလိုချင်တဲ့ငွေကြေးကိစ္စထပ်ပြေသွားလဲနောက်တဲ့ထက်နောက်ထပ်နောက်နောက်ထပ်ထက်လိုချင်တဲ့စိတ်တွေ ညနေတက်တယ်ဆိုတော့ငွေကြေးကိစ္စရည်နဲ့ပတ်သက်ပြီးတော့ကို့အနေနဲ့ဆိုတော့ကလိုရာထက်ပုံမှုပြီးတော့လောဘကြီးနေတဲ့ပုံစံမျိုးလဲတွားပြီးတော့ဖော်ပြထားခြင်းဖြစ်နေပါတယ်။တော့အခုနေငါတသိန်းရရင်ကောင်းပါပဲဆိုတသိန်းရလိုက်တယ်။အဲဒီတသိန်းထက်နောက်ထပ်နှစ်သိန်းထက်လိုချင်တယ်။အဲ့လိုပုံစံမျိုးဆိုလိုချင်ဖြစ်ပါတယ်ပေါ့နော်။ဒါကြောင့်မို့ငွေကြေးကိစ္စပါတော့နည်းနည်းလေးလူချင်တာများလာလေဒီကို့အတွက်ကတော့ဥပန်မှုကများလာလေလေးရတော့ဖြစ်မှာပဲပေါ့နော်။နောက်တစ်ခုကတော့ကျွန်တော်တို့ကြုံတွေ့လာမယ့်ဂျမားကြီးကိစ္စနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ အာဘာမှအောင်တော့ကျွန်တော်မြင်တာကတော့ဥကောင်းထိကြိုက်တိုင်ရာရရှိတာမျိုးတွေဥကောင်းကြိုက်ခဲတာမျိုးတွေဥကောင်းနာကျင်တာမျိုးတွေပေါ့နော်စသဖြင့်ဒီလိုမျိုးတွေတွေ့ကြုံကားတက်တယ်နောက်တစ်ခါဟိုဘာမှမဟုတ်တဲ့အနာလေးကနေစင်းရင်းပြီးတော့ဟိုဖျားတာနာတာမျိုးဟိုချင်းကုတ်တာအော်ချင်းကြိုက်တာနေစင်းကုတ်ရင်းရနေစင်းအနာပြတ်သွားတာမျိုးအဲ့ဒီအနာကနေစင်းခဏအကျိတ်တဲတာမျိုးအကျိတ်ကနေစင်းရောင်ရမ်းပြီးတော့ဖျားတာနာတာမျိုးတွေဒီလိုကာလမျိုးတွေမှာတွေ့ကြုံလာတက်တယ်နောက်တစ်ခုကတော့ယောဂအခန့်ယောဂအခန့်ဆိုကုတ်မှရှိပြီးသားယောဂပေါ့နော် ဟိုဖောက်ပြန်တာမျိုးတွေပေါ့နော်ဇရာဝါတွေးတူသမားတွေတွေးတူတက်တာမျိုးကြောက်ကတ်သမားတွေကြောက်ကတ်ဖြစ်တာမျိုးပေါ့နော်ဒီလိုကာလမှာယောဂအဟောင်းယောဂအခန်းတွေဒုက္ခပြီးတတ်တယ်လို့ဒေရော့ကဖော်ပြထားခြင်းဖြစ်ပါတယ်အာအဲ့တော့အဲ့ဒါလေးတွေနည်းနည်းလေးဂယူဆိုင်ပြီးဖို့တော်တော်လိုအပ်တာပေါ့ဗျာနော်နောက်တစ်ခုကတော့ကျွန်တော်တွေ့ကြုံလာမဲ့ဒီအခြေရေးကိစ္စတွေနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်အခြေရေးကိစ္စမှာတော့အမှန်တကယ်ကြတော့လေကံကောင်းနေတယ်လို့ပြောလို့ရတယ်ဒါပေမဲ့စိတ်တိုင်းကြမှုအားနေနေတဲ့ကာလအပိုင်းကြတစ်ခုပေါ့နော်ဆိုတော့ကိုယ့်ရဲ့ အဲချစ်သူပေါ်မှာကိုယ့်ရဲ့စိတ်တိုင်းကြားမှုအားနေတယ်စိတ်အလိုမကြားမှုညားနေတယ်ပေါ့နော်အဲ့တော့အချင်းကြီးကိစ္စကတည်ငြိမ်လားအဆင်ပြေလားဆိုတာအဆင်ပြေတယ်တည်ငြိမ်တယ်ဒါပေမဲ့ကိုယ့်ရဲ့စိတ်ကကိုလိုချင်တာမရတဲ့ပုံစံမျိုးတွေကိုယ့်ရဲ့ချစ်သူကကိုလိုချင်တဲ့ပုံစံကိုမပေးဆွမ်းတာမျိုးတွေဥပမာကကိုကစကားပြောချင်တယ်သူကစကားမပြောဘူးကိုကဖုံးဆက်ချင်တယ်သူတခြားအလုပ်ရှုပ်နေတယ်ပေါ့နော်အစလိုက်ပေါ့နော်ကိုယ့်ရဲ့ချစ်သူပေါ်ကိုစိတ်အလိုမကြားမှုများနေတတ်တယ်အာဆိုတော့ရှစ်သွားမဲ့ခကြီးတွေမှာနည်းနည်းလေးနှောက်နှေးတာမျိုးတွေကြန့်ကြတာမျိုးတွေဒီလိုကာလမျိုးတွေမှာ တွေ့ကြုံလာမယ်အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့အခြေအကိစ္စမှာမဖြစ်နိုင်တဲ့အရာတွေစကူးညင်တာမျိုးတွေလောက်ဆောင်တာမျိုးတွေဟာအခြေအကိစ္စတွေထော်လာကလန့်နေဖြစ်စေပါတယ်ဒါကြောင့်လက်ရှိကိုယ့်ရဲ့ချစ်သူအနေထားကိုယ့်အနေထားနဲ့အဆင်ပြေတဲ့ကိုက်ညီတဲ့လောက်ဆောင်မှုမျိုးပြောဆောင်မှုမျိုးပြောမယ်ဆိုရင်အခြေအကိစ္စကဘာမှမဖြစ်လာဘူးမဖြစ်နိုင်တာတွေမဖြစ်တင်တာတွေကိုအရင်ကျွန်တော်တို့ဟိုဖြစ်ချင်းစိတ်တွေရမ်းများနေတဲ့ပုံစံမျိုးနဲ့လုပ်မယ်ဆိုလို့ရှိရင်တော့ပြဿနာအရှုပ်ရှင်းနေဖြစ်လာနိုင်တယ်အဲ့ဒါလေးတော့နည်းနည်းခရုစိုက်ဖို့တော့တော့ လိုအပ်ပါလိမ့်မယ်နောက်တစ်ခုကတော့ဗောဓဟုသာသမီကျွန်တော်တို့ယာဟုသာသမီဒီတွေ့ကြုံလာမယ်အိမ်တော်ကြီးကိစ္စနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်အိမ်တော်ကြီးကိစ္စမှာတော့လေအမှန်တမ်းပြောမယ်ဆိုရင်အားကောင်းနေတဲ့ကာလအပိုင်းခြားတစ်ခုပြောပေါ့နော်မိမိကိုယ်တိုင်တော့လကောင်းမိမိရဲ့အိမ်တော်ဘက်တော့လကောင်းပေါ့နော်ဒီလိုကာလမျိုးမှာလုံဆောင်စရာရှိတဲ့ကိစ္စတွေကိုပြက်ပြက်သားသားအိုစိတ်တွေ့ဝင်နေတဲ့ပုံစံမျိုးမဟုတ်ပဲနဲ့ရှင်းစရာရှိရင်လည်းရှင်းမယ်လင်းစရာရှိရင်လည်းလင်းမယ်ပေါ့နော်ဆိုရတဲ့အထိပ်ပဲဟာလေအဲ့တော့အိမ်တော်ကြီးကိစ္စတွေမှာ စိတ်ပြတ်သားမှု အာနောက်ကစိတ်မြန်ဆန်မှုတွေကျွန်တော်တို့တွေ့ကြုံလာတတ်တယ်။နောက်တစ်ခါဆွေမျိုးသားချင်းတွေရဲ့ side effect လေးတွေတော့နည်းနည်းလေးတော့ဒီကတ်မှာတွေ့ရတယ်။ကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေကနေစဉ်ကိုယ့်ကိုဟိုစိတ်ဆင်းရဲအောင်လုပ်တာပဲဖြစ်ဖြစ်ပေါ့နော်။ဒါမှမဟုတ်လေသူတို့ကြောက်စိတ်တော့ကရောက်တာပဲဖြစ်ဒီလိုကာလမျိုးတွေမှာတွေ့ကြုံလာမယ့်အခြေအနေအပိုင်းခြားတစ်ခုဖြစ်ပါတယ်။အဲခဏကကျွန်တော်ပြောလို့ဆုံးဖြတ်ဆရာရှိတာလေလုံဆောင်ဆရာရှိတာလေတော့ကျွန်တော်မလုံနဲ့ပြောလဲမိတ်ဆွေတွေကလုံပါပဲဆုံးဖြတ်ပါမယ် သူကဘာလို့အချက်ဉာဏ်မှမယူကိုစိတ်ထိတဲ့အတိုင်းကိုလောက်ကြပါမယ်အဲ့ခါကျတော့တီတီချာချာကိစ္စတစ်ခုကိုဂဂနာနာတီတီချာချာလေးလာပြီးတော့မှလှုပ်ဆောင်ပါလို့တော့အကြံပေးခြင်းနဲ့တခါလေကျတော့ကိုကစေနာနဲ့လှုပ်ဆောင်လိုက်ပေမဲ့ကိုစေတနာကတစ်ဖက်လူအတွက်အဆင်မပြေဖြစ်တာတွေတစ်ဖက်လူအတွက်စိတ်အနှောက်အယှက်ဖြစ်တာတွေကကို့ဘောပြန်ပြီးဆိုးကျိုးတက်ရောက်လာနိုင်တယ်ဒီချိန်မှာစိတ်မြန်လက်မြန်ရှိမဲ့ကာလအပိုင်းခြားတစ်ခုပေါ့နော်ပြောစရာရှိရင်စိတ်မြန်လက်မြန်ပြောမယ်လှုပ်ဆရာရှိရင်စိတ်မြန်လက်မြန်လုပ်မယ်ဒါတော့ကိုနဲ့ကို့အိမ်တော်ပဲကြားထဲမှာလဲနားလည်မှုတွဲတို့ကိုရဲ့မိသားစုကိုရဲ့သားသမီးနဲ့ကိုနဲ့ကြားထဲမှာလဲအာ လုပ်ကောင်းလဲနားလည်မှုတဘောတာချင်းကြီးကွဲလွတ်နိုင်တယ်ဗောနော်ဒါကြောင့်မလို့တည်တည်ချာစုံစမ်းလေ့လာပြီးတော့လောက်ဆရာရှိတာလုပ်ပါလောက်ဆောင်တော့ကောင်းမွန်တော့လောက်ဆောင်ပါဒါပေမဲ့အလေးလာအာမစူးစမ်းမနဲ့လုပ်လိုက်မယ်ဆိုရင်စေချနာအမားတွေပြတ်သွားတာမျိုးတွေဒီလိုကာလမျိုးတွေမှာတွေ့ကြုံလာရနိုင်ပါတယ်နောက်ဆုံးကျွန်တော်တို့ကြံရှိနေတဲ့ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်ဒီကာလမှာကိုယ့်ရဲ့လုပ်ဖို့ဂိုင်ဘက်နဲ့ကိုယ်နဲ့ကြားထဲမှာပေါ့နော်အဆင်မပြေဖြစ်တာမျိုးတွေအနှောက်အယှက်ဖြစ်တာမျိုးတွေတွေ့ကြုံလာရတတ်တယ် လုပ်ဖို့ကင်မဲ့ကြောင့်အလုပ်လုပ်ရတာစိတ်မပျော်ရွှင်တာမျိုးလုပ်ဖို့ကင်မဲ့တွေကြောင့်ကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့အခါမှာအားနေသွားတာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာတတ်တယ်။ဒါမှမဟုတ်လေကိုယ်နဲ့အတူတူလုပ်နေတဲ့လူတွေကနေအလုပ်ထွက်သွားပြီးတော့သူတို့ရဲ့အလုပ်တာဝန်ကိုကနေပြီးတော့တာဝန်ယူပြီးတော့လှုပ်ဆောင်နေရတာမျိုးလူတစ်ယောက်ကနေလူနည်းယောက်အလုပ်ကိုလှုပ်ဆောင်နေရတဲ့ပုံစံမျိုးတွေဖြစ်ပေါ်လာတတ်ပါတယ်။ကျွန်တော်တခုမှားချင်တာကတော့ဒီကောလဒီကာလမှာလုပ်ငန်းခွင်နဲ့ပတ်သက်ပြီးမိတ်ဆွေအပေါင်းအသင်းကတော့အားနေပါတယ်နော်။ဘယ်ဆိုပေါင်းနေအားနေလေကိုနဲ့ဘလောက်ချစ်ရတဲ့လူနဲ့ပဲဖြစ်ဖြစ်ကိုနဲ့အရင်ပနာတဲ့နဲ့ရင်အဆင်ပြေတဲ့လူတွေနဲ့တော့မှ ဟိုသူတို့အလုပ်ထွက်သွားတာမျိုးခက်တာခွဲခွာတာမျိုးတွေတွေ့ကြုံလာတတ်တယ်ပေါ့နော်လုပ်ငန်းခွင်မှာဒီလိုမျိုးကာလမျိုးတွေတွေ့ကြုံလာရနိုင်တယ်ပြီးတော့ရင် like တဲ့ scene လောက်တာတွေလုပ်ငန်းခွင်မှာတွေ့ကြုံလာရမယ်နော်ကြီးသူကငယ်သူ like တဲ့ scene လောက်တာဖြစ်ဖြစ်ပေါ့နော်အာနာရှိနေတဲ့လူကအာနာမရှိတဲ့လူ like နဲ့ scene လောက်တာဖြစ်ဖြစ်အင်အားကြီးတဲ့လူကအင်အားနေတဲ့လူ like တဲ့ scene လောက်တာပဲဖြစ်ဖြစ် လုပ်ငန်းခွင်မှာဒီလိုအလေးထားလေးတွေတွေ့ကြုံလာရနိုင်တယ်ဒါလေးကိုတော့ view site ဖို့အတွက်လိုအပ်မယ်လို့မှာကြားချင်ပါတယ် အဲ့တော့ဟိုတို့သာသမီရာဟုသာသမီတွေကျွန်တော်ရဲ့ဒီဟောကြားမှုကိုကျင့်တယ်မယ်လို့ထင်ပါတယ်အားလုံးပဲဆန္ဒလာပိုင်းမှာကိုယ်ကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေကျွန်တော်